မင်္ဂလာပါဒီ reading ကိုကြည့်နေတဲ့သူတွေအတွက် angel message တွေရှိပါတယ်အဲ့တော့အခုဒီ reading ကိုကြည့်နေတဲ့ soul family လေးတွေက အခုလက်ရှိဒီရက်ပိုင်းအတော်အတွင်း energy လေးကိုအရင်ကြည့်ပေးပါမယ်အဲ့တော့ဒီ soul family လေးတွေကအခုဒီရက်ပိုင်းအတော်အတွင်းထဲမှာပေါ့နော်ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေကန္တာတစ်ခုမှဘသူက ို့ပေါ်မှာစစ်မှန်တဲ့သူလဲဘသူကကို့ပေါ်မှာအတုအယောင်လဲတခါတလေကျတော့ကိုကဒီလူကကို့အတွက်ကောင်းတယ်လို့ထင်နေပေမဲ့လည်းကို့အတွက်အမှန်တကယ်မှမကောင်းတာမျိုးကိုဒီရပိုင်းအတော်အတွင်းထဲမှာအချောင်းမျိုးမျိုးနဲ့တွေ့မြင်ရတဲ့သူတွေရှိရဲ့တချို့အတွက်ကျတော့ relationship ပေါ့အခုလက်ရှိတွဲနေတဲ့ဒီ relationship ရှိခဲ့တယ်ဆိုရင်သူနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးစိတ်အဆင်မပြေစရာကိစ္စတွေပေါ့နော်ကို လက်မခံနိုင်တဲ့အရာတစ်ခုခုကိုသူကလောက်တာမျိုးဒါမှမဟုတ်ဘူးဆိုရင်ဒီ relationship မှာ um အရင်ကမဖြစ်ဘူးတဲ့အဖူအထစ်တစ်ခုခုဖြစ်တာမျိုးပေါ့နော်အဲ့လိုမျိုးလည်းကြုံရတတ်တယ်အခုဒီရဲ့ပိုင်းအတော်အတွင်းထဲမှာတော့အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ဒီအသိမိတ်ဆွေတွေနဲ့နည်းနည်းလေးဘယ်လိုပြောမလဲအဲ အခင်မင်ပြတ်သွားတာတို့အပေါင်းအသင်းပြတ်သွားတာတို့တချို့လေးတွေဆိုရင်တော့ relationship ပြတ်သွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုမျိုးပေါ့နော်ဒီလူတွေနဲ့အဆင်မပြေတဲ့အကြောင်းအရာတစ်ခုခုဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်ခဲ့တယ်ဒီရဲ့အတော်အတွင်းထဲမှာပဲအဲ့တော့ကျတော့ကိုကိုတိုင်းကလည်းဘလို့ဖြစ်နေတော့ဆိုအခုချိန်မှာမှ surprise ဘယ်သူကကိုကိုအော်ကိုပေါ်ကောင်းတယ်လို့ထင်ထားပြရကြမှာကို့အပေါ်မှာအဲ့လိုမျိုး အမှန်တကယ်မှာမကောင်းတာတို့ကို့ပေါ်မှာသစ္စာဖောက်တာတို့ကို့ကိုလှည့်စားတာတို့ဒါမှမဟုတ်ကို့အတုံးချသွားတာတို့အဲ့လိုပုံစံမျိုးတွေကိုခံရပြီးတော့တော်တော်လေးစိတ်ပြက်သွားတယ် energy မျိုးကိုတွေ့ရတယ်ပြီးတော့အခုဒီရပိုင်းထဲမှာလေဒီ soul family လေးတွေကကိုလုံးရမဲ့အရာတွေလည်းရှိတယ်ကို့မှာလည်းအရေးအချင်းရှိတယ်ဒါပေမဲ့လေကိုလုံးမဲ့ကိစ္စတွေကိုလုံးရမဲ့ဒီလမ်းကြောင်းသစ်တွေ ဖန်တီးပြီးလုပ်ဖို့လားပေါ့နော်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုခုကိုစတင်ဖို့လားအဲ့လိုကိုယ့်ရဲ့ creation တစ်ခုခုကိုစတင်ဖို့လားအဲ့လိုမျိုးတစ်ခုခုလုံးမဲ့ကိစ္စတစ်ခုရှိနေမယ်အဲ့ကိစ္စကကိုကလုံးတော့မယ်ဆိုတဲ့အချိန်ကြမှာပေါ့နော်အဲ့လိုမျိုးမထင်မှတ်တဲ့အဲ့လိုမျိုးအတွေးအတွေးပေါ့နော်ကိုကိုဝမ်းနေသွားစေတဲ့အားပြော့သွားစေတဲ့အားယော့သွားစေတဲ့အဲ့လိုမျိုးအတွေးတွေအဲ့လိုအတိတ်ကအကြောင်းအရာတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအတွေးတွေတို့ကိုယ်မှာလက်ရှိဖြစ်နေတဲ့ အဲကြုံတွေ့နေရတဲ့ဒီစိတ်ခံစားချက်တွေပေါ့နော်အဲ့ဒါတွေကနေပြီးတော့ကိုယ့်ရဲ့လုံနိုင်စွာတချို့ကိုထိန်းချုပ်ထားလိုက်တယ်လို့မျိုးဖြစ်သွားပါပေါ့နော်ကိုကထိန်းချုပ်ခံလိုက်ရတယ်လို့ပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးကိုခံလိုက်ရတာမျိုးတွေ့ရတယ်အဲ့တော့ကျတော့အခုလက်ရှိအခြေအနေမှာပေါ့နော်အဲအရင်တုန်းကဒီ so family လေးတွေကတခုခုစိတ်ညစ်တဲ့အခါမှာပေါ့အဲတစုံတယောက်ယောက်ကကိုကိုအဲ့လိုမျိုး လမ်းပြပေးတာတို့အကြံဉာဏ်ပေးတာတို့အဲနားထောင်ပေးတတ်တဲ့သူတို့အဲ့လိုပုံစံမျိုးတွေကိုပြန်ပြီးတရိယာနေဘာလို့လဲဆိုတော့လေအဲ့ဒါတချို့ကြတော့လေဟိုကိုကတခြားသူတယောက်ယောက်ကိုသွားပြီးတော့ယင်ဖွင့်နေတာမျိုးလည်းတွေ့ရတယ်ဗောနော်အဲယင်ဖွင့်ယင်ဖွင့်မှုစူးစမ်းနေတယ်ကိုယင်ဖွင့်တဲ့အပေါ်မှာပြောရရင်တော့ तू အဲ့ကိုသွားပြီးယင်ဖွင့်တဲ့သူကကိုကို တခုမဟုတ်တခုအကြံဉာဏ်တခုခုပေးနိုင်တဲ့သူနှစ်သိမ့်မှုတခုခုပေးနိုင်တဲ့သူတယောက်ယောက်ပေါ့နော်အဲ့လိုလူမျိုးကိုသွားပြီးတော့နှစ်သိမ့်ပေးနေတာနှစ်သိမ့်မှုခံယူခြင်းနဲ့အတွက်သူ့ကိုသွားပြီးရှင်ဖွင့်နေတာမျိုးပေါ့နော်အဲတချို့အတွက်ကျတော့အဲ့လိုမျိုးမရှိဘူးဆိုရင်တော့အရင်တုန်းကကိုယ့်ဘောမှာအပြေးအဝနားလည်ပြီးခဲ့တဲ့သူမျိုးအဲကိုပေါ်မှာကောင်းခဲ့တဲ့သူမျိုးပေါ့နော်ကောင်းခဲ့တဲ့သူမျိုးကိုကိုအပြည့်ဝနားလည်ပေးနိုင်တဲ့သူမျိုးအဲ့လိုလူမျိုးတွေကိုပြန်ပြီးသတိရနေတယ် တွေ့ရရင်တော့စိတ်ငြင်းစရာတွေကြုံလာတဲ့အခါမှာအော်တစ်ချိန်တုန်းကတော့ငါ့ကိုချစ်တဲ့သူတွေရှိပါလားငါ့ကိုနှစ်သိမ့်ပေးတတ်တဲ့သူတွေရှိပါလားငါ့ကိုတခုခုဆိုရင်အကြံဉာဏ်ပေးနိုင်တဲ့သူတွေအဲအရင်တော့ကရှိခဲ့ပါလားဆိုပြီးတော့ပြန်ပြီးတော့တတိယနေတဲ့သူမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်တချို့တွေအတွက်ကျတော့လေးအပြင်မှာကိုပဲအပြင်မှာဆိုတော့အဲ့လိုပေါ့နော်ဒီ တယောက်ယောက်ကိုတွားပြီးတော့ယင်ဖွင့်တာမျိုးပေါ့เนาะတခြားတယောက်ယောက်ရဲ့အအကူညီအကြံဉာဏ်လေးကိုရချင်တာမျိုးပေါ့เนาะအဲ့လိုမျိုးပုံစံလေးကိုလည်းတွေ့ရတယ်။အပြီးတော့အခုဒီရဲ့ဘိုင်အတော်အတွင်းထဲမှာပဲ default ဒီ soul family လေးတွေကလေဘယ်လိုမျိုးဖြစ်လဲဆိုတော့ကိုယ့်ရဲ့လက်ရှိမှာ relationship ရှိတယ်ဆိုပါဆိုအဲ့ဒီ relationship ကိုကိုယ်ကနည်းနည်းလေးစိတ်ပြည့်သွားတာမျိုးပေါ့အကြောင်းအရာလေးတစ်ခုခုမထင်မှတ်တဲ့အကြောင်းအရာလေးတစ်ခုခုကြောင့်ပေါ့เนาะ အဲကိုကနည်းနည်းစိတ်ပြက်သွားတာမျိုးအဲ့လိုစိတ်ပြက်တဲ့အတွက်ဒီ relationship ကြီးကိုအားထားလိုက်ထားလိုက်တော့မယ်ဆက်ပြီးအဆင်ပြေရင်လည်းပြင်မပြေရင်လည်းထားလိုက်တော့ဘာမှလည်းဒီ relationship တက်ရှိ relationship နဲ့ပတ်သက်ပြီးတော့အဲ့လိုညှော်လင့်ချက်တွေလည်းမထားတော့ဘူးကွာဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးစိတ်ပြက်သွားတဲ့သူလေးတွေလည်းပါတယ်အဲပြီးတော့နောက်တချို့ကြတော့လေဘလို့ဖြစ်နေတော့ဆိုတော့ကိုယ့်ပုံမှာနားလည်ပေးနိုင်တဲ့သူတယောက်ယောက်ပုံမှာလေကိုကနည်းနည်းလေးစိတ်ယိုင်နေရမျိုး အဲ့တော့အတိလင်းနဲ့အတိလင်းအဲ့လူကိုတွားပြီးတော့သဘောကျတာနှစ်သက်တာမျိုးတော့လည်းမဟုတ်ဘူးပြောရရင်တော့ ကိုယ့်ရဲ့လက်ရှိ relationship ကကိုယ့်ဘောမှာအပြည့်အဝနားလည်မပေးနိုင်တဲ့သူမျိုးဖြစ်တာလည်းဖြစ်နိုင်တယ်။အဲ့တော့ကြတော့ကိုယ်ခံစားနေရတဲ့အကြောင်းအရာတွေကအာဘေးကိုယ်မှာရှိနေတဲ့ relationship ကိုပြောပြလို့လည်းမရ၊ယဉ်ဖွင့်လို့လည်းမရ၊တိုင်မင်လို့လည်းမရ။အဲ့လိုပုံစံမျိုးတွေဖြစ်ပြီးသွားတဲ့အခါကျတော့ကိုယ်ကလေကိုယ်ပြောတဲ့ဟာတွေကိုနားထောင်ပေးမဲ့သူမျိုးအဲတယောက်ယောက်ပေါ့ကိုယ်အတိမိတ်ဆွေတွေကရှိတယ်ဆိုရင်အဲ့လူတယောက်ယောက်ကိုသွားပြီးတော့အတိုင်မင်နေတယ်ပြီးတော့အဲ့လူပေါ်မှာသွားပြီးစိတ်ရိုင်းတာမျိုးပေါ့နော်။အဲ ဲ့လိုပုံစံမျိုးလေးကိုတော့တွေးရတယ်အဲ့လိုဆိုရင်ရိုင်းနေပြီးတော့အာဒါကြီးကတကယ်တမ်းတော့မဖြစ်သင့်ဘူးလေဆိုပြီးတော့တွေးမိနေတဲ့သူမျိုးပေါ့နော်တချို့ကျတော့လဲပါလဲဆိုတော့စိတ်အလိုကိုလိုက်ပြီးတော့အာစိတ်အလိုကိုလိုက်ပြီးတော့ကိုစိတ်ပျော်ရွှင်မှုကိုအဲ့လိုမှားရင်းနဲ့ထွက်ပေါက်ပေါ့မှားရင်းနဲ့ထွက်ပေါက်ဆိုတာဘယ်လိုပြောမလဲ ကိုယ့်အတွက်လည်းမကောင်းတဲ့အဲ့လိုမျိုးထွက်ပေါက်တစ်ခုခုပေါ့နော်အဲထွက်ပေါက်တစ်ခုခုဆိုတော့အဲ့လိုအပျော်အပါးတစ်ခုခုလှုပ်လိုက်တာမျိုးပဲဖြစ်ဖြစ်ပေါ့အဲ့လိုပုံစံမျိုးတွေနဲ့စိတ်ကိုဖြည့်ပြောင်းနေတဲ့သူတွေလည်းပါတယ်ပေါ့နော်ဒါကတော့ပြင်ပန်းတဲ့အချိန်မှာတော့ဖြစ်တတ်ပါတယ် အဲပြီးတော့နောက်တစ်ခုကဒီရက်ပိုင်းအတော်တွင်ထဲမှာလေးဒီ follower လေးတွေကစိတ်ပိုင်းဆိုင်ရာအားဖြင့်ပေါ့နော်စိတ်တီစိတ်ခံစားမှုတွေကတော်တော်လေးပွားထနေတယ်အရင်တုန်းကအကြောင်းအရာတွေပြန်ပေါ်လို့ပဲဖြစ်ဖြစ်အခုလက်ရှိအခြေအနေမှာပဲလက်ရှိအခြေအနေတွေကလည်းမတည်ငြိမ်လို့ပဲဖြစ်ဖြစ်ပေါ့နော်အဲကိုယ့်ရဲ့စိတ်ခံစားချက်တွေကကောင်းမွန်တဲ့စိတ်ခံစားချက်အနေထားမှာမရှိဘဲနဲ့ဝမ်းနည်းသလိုလိုစိတ်မကောင်းသလိုလိုအော်အဲ့တော့ကိုကိုကိုကဘာဖြစ်နေမှန်းသိလားဆိုတော့ဘာဖြစ်နေမှန်းလည်းမသိဘူးဘာလိုချင်နေမှန်းလည်းမသိဘူး အခုရစိတ်ခံစားချက်တွေကမတည်ငြိမ်နေတာပဲသိရဆိုတာမျိုးပေါ့နော်အဲ့လို energy မျိုးကိုလည်းတွေ့ရတယ်အဲပြီးတော့ဒီ so family လေးတွေထဲမှာပေါ့နော်ကိုကဖြစ်နေတဲ့အကြောင်းအရာပေါ့ကိုခေါင်းထဲမှာအဲ့လိုရှုပ်ထွေးနေတဲ့အကြောင်းအရာတွေကအဲ၁၀ခုလောက်ရှိရင်တစ်ခုနှစ်ခုလောက်ကိုပဲသူများကိုထုတ်ပြောပြလို့ရရနေတာမျိုးပေါ့နော်အဲတချို့ဟာတွေကြတော့ကိုယ်မှာဖြစ်နေတဲ့အတွေးတွေတော်တော်များများသည့် တခြားသူကိုပြောပြလို့အဆင်မပြေတဲ့အကြောင်းအရာတွေဖြစ်နေတာမျိုးပေါ့အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ဘယ်လိုဖြစ်လာလဲကိုယ်မှထုတ်ပြောလို့လည်းမရအောင်ကိုခံစားနေရတာကိုပဲသိတယ် တခြားသူကိုသွားပြောပြလို့လည်းမရဘူးတချို့ဒီလက်ရှိဒီ relationship ရှိတဲ့သူတွေထဲမှာလည်းလေအဲ့လိုသူဒီ relationship ပမာကိုသွားပြောဘာမှပြောလို့မရအောင်သူကလည်းကိုယ်နားလည်းပေးရဲ့သူမျိုးမဟုတ်ဘူးပေါ့နော်နားလည်းမပေးဘူးနားလည်းမပေးနိုင်ဘူးပေါ့တချို့တော့ကြတော့လေသူ့ကိုပြောပြလို့မသိနဲ့ကိစ္စမျိုးတွေလည်းရှိရဲ့ပေါ့နော်အဲ့လိုမျိုးကိစ္စတွေကကိုယ်ခေါင်းထဲမှာအမြဲတမ်းရှုပ်ထွေးနေပြီးတော့အဲ့လိုပေါ့အရင်ကလူက ဲ့လိုဝမ်းနေသလိုမျိုးပေါ့ဝမ်းနေသလိုမျိုးစိတ်မကောင်းဖြစ်သလိုမျိုးအားငယ်သလိုမျိုးတိမ်ငယ်သလိုမျိုးအဲ့လိုစိတ်ခံစားချက်တွေဖြစ်ပြီးလူကအဲ့လိုထိုင်ထိုင်မှိုင်းမှိုင်းပုံစံမျိုးပေါ့နော်ဖြစ်သွားတာမျိုးတွေအဲလည်းတွေ့ရတယ်တချို့အတွက်ကြတော့ပါလဲဆိုတော့လေအဲကိုယ့်ရဲ့မသိစိတ်ထဲမှာရှိနေခဲ့တဲ့အကြောင်းအရာတွေစိတ်ဓာတ်ရာတွေနာကျင်မှုတွေဒါတချို့ဆိုရင်ငငယ်လေးကလေးကကြုံတွေ့ခဲ့ရတဲ့စိတ်ဓာတ်ရာတွေအခုချိန်မှာပြန်ပြီးတော့ပေါ်လာနေတာကိုတွေ့ရတယ် ကိုကကောင်းတာတွေလုပ်ဖို့စဉ်းစားနေပြီဆိုရင်အဲ့လိုမျိုးမကောင်းတဲ့အရာတွေကကိုစိတ်ထဲကိုလာပြီးတော့နှောက်ယှက်ပေးနေတဲ့လိုမျိုးပေါ့နော်ကိုရဲ့အသီးစိတ်ကကိုလုံချင်တာတွေလုပ်ဖို့တိုးတက်ဖို့အောင်မြင်ဖို့အဲဒါတွေကိုလုပ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲကိုရဲ့မသီးစိတ်ထဲမှာရှိနေတဲ့ကိုဒီလိုမကောင်းတဲ့ အတွေ့အခေါ်ပေါ့နော်မကောင်းတဲ့အတွေ့အခေါ်ဆိုတာအရင်တော့ကနာကျင်မှုတွေအစိတ်ပင်ပန်းမှုတွေအဲ့လိုမျိုးတွေကပြန်ပြန်ပြီးတော့ကိုယ့်ကိုဆွဲချနေတယ်လို့မျိုးပေါ့နော်ကိုယ်သွားမဲ့လမ်းကြောင်းပေါ်မှာအဆွဲချနေတယ်ဆိုတဲ့ပုံစံမျိုးတွေကိုလည်းတွေ့ရတယ်အဲပြီးတော့နောက်တစ်ခုကပေါ့နော်တခါတလေကျတော့ကိုယ့်ရဲ့စိတ်ကိုလွှတ်ချပြီးကိုယ်နေခြင်းတလို့ဝဲနေချလိုက်ခြင်းနဲ့ဆိုတဲ့ဟာမျိုးအတွေးနေတာလည်းတွေ့ရတယ် တချို့ဆိုရင်အခုလက်ရှိအခြေအနေမှာလေ relationship ရှိနေရတာနဲ့ပေါ့နော်တခြားသူတယောက်ယောက်နဲ့ကငါဖူးတာစုံလိုက်ရင်ကောင်းမှာပဲလို့အဲ့လိုမျိုးတွေးမိတဲ့သူတွေလက်ရှိရဒါကတော့အရင်စိတ်ပင်ပန်းနေလို့အာကိုယ့်ကိုယ်လည်းလက်ရှိ relationship ကကောက်ကောက်နားလည်းမပေးနိုင်တဲ့အခါကျတော့ကိုယ့်ကိုနားလည်းပေးနိုင်တဲ့သူတယောက်ယောက်ပေါ်မှာစိတ်ယိုင်တာလည်းဖြစ်နိုင်တာပေါ့နော်အဲ့လိုမျိုးလေးတော့ energy တွေးရတယ်ဒါနည်းနည်းလေးတော့ထူးဆန်းနေပေါ့နော်အာပြီးတော့နောက်တစ်ခုကအခုဒီ ဆိုဖာမီလေးတွေကလည်းအဲကိုယ့်ရဲ့စိတ်မှာဘယ်လိုဖြစ်ဖြစ်နေတော့ဆိုတော့အဲ့အရင်တုန်းကကိုကပေါ့နော်အဲ့လိုမျိုးသူများတွေအပေါ်မှာအနိုင်ယူခဲ့တဲ့သူတွေလည်းရှိရင်ရှိမယ်အဲ့တခါတလေကျတော့ကိုကကြည့်ပဲအနစ်နာခံပြီးပိတ်ဆက်ခဲ့တဲ့အချိန်တွေလည်းရှိမယ်အဲ့လိုပေါ့နော်ဘယ်ဟောင်းမှအပေးနဲ့အယူမမျှတခဲ့တဲ့အချိန်တွေပေါ့အဲ့လိုအချိန်တွေကိုပြန်ပြီးတော့တွေးနေမိတယ်အဲ့အရာတွေကိုလည်းအမြန်ဆုံးပြန်ပြီးတော့ဟိုဘယ်လိုပြောလဲမျှခြေတစ်ခုကိုရောက်ချင်နေပြီပေါ့နော်အဲ့လို လူတကောင်လိုက်ပြီးတော့အရင်အနစ်နာခံတဲ့သူမျိုးဒါမှမဟုတ်ဆိုလဲတခြားလူပေါ်မှာအနိုင်ကျင့်နေမိတဲ့သူမျိုးအဲ့လိုမျိုးတွေမဖြစ်ချင်တော့ဘူးမျက်မျက်တတ်တတ်ကိုယ့်ရဲ့စိတ်ကပေါ့နော်မျက်တကောင်းမွန်တဲ့အနေအထားလေးမှာပဲရှိနေချင်တယ်ဘယ်ဟောင်းမှတစ်ဖက်ဆောင်းနေဖြစ်မနေချင်တော့ဘူးဆိုတော့ energy မျိုးကိုလည်းတွေ့ရတယ်ပြီးတော့ဒီ soul family လေးတွေအခုဒီရပိုင်းတော်တော်ထူးဆန်းတယ်ရောဘာလဲဆိုတော့လေကိုယ့်အတွက်အမှန်တကယ်ကောင်းမွန်တဲ့ဘဝလက်တွဲပေါ်ပုံစံမျိုးကိုရချင်နေတယ် ရကျင်တယ်ဆိုတာဒီရက်ပိုင်းထဲမှာပြောရရင်ဒီတရက်နှစ်ရက်အတော်အတွင်းထဲမှာပဲအဲကို့အတွက်တကယ်ကိုအဲ့လိုနားလည်ပေးနိုင်ပြီးတော့ဖြည့်ဆည်းပေးနိုင်တဲ့အဲ့လိုမျိုး relationship ပုံစံမျိုးကိုပဲလိုချင်နေတာတချို့ဒီတချို့ဆိုလည်း relationship ရှိနေတဲ့သားနဲ့ကိုအခုလက်ရှိ relationship ကကို့အတွက်ကိုအဲ့လိုဘယ်လိုပြောမလဲကောင်းကောင်းမဖြည့်ဆည်းပေးနိုင်ဘူးလို့ပဲခံစားနေရတာမျိုးပေါ့နော်အဲ့လိုမျိုး တွေ့ရတယ်အဲပြီးတော့နောက်တစ်ခုကကြတော့ဒီဘလို့ထပ်တွေးနေလဲဆိုတော့အဲ ဘဝမှာဖြစ်လာသမျှအရာအချိန်တန်တော့လည်းပြီးသွားမှာပါပဲဘာမှလည်းမဟုတ်ပါဘူးသူတို့လည်းတွေးတယ်တချို့တွေလေအဲ့လိုဘာမှလည်းမဟုတ်ပါဘူးဆိုပြီးတော့လည်းတွေးတယ်တခါတလေကျတော့ကိုယ့်ရဲ့စိတ်ကြီးကိုလုံးဝလွှတ်ချလိုက်ပြီးတော့တော်ပြီငါငါပြေပြေပွားပွားနဲ့နေပြလိုက်တော့မယ်ဘာဘသူကြောင့်မှလည်းမတွေးချင်ဘူးအဲ့လိုပုံစံမျိုးတွေလည်းတွေးတယ်အဲ့တော့စိတ်ကနှစ်ခွတွေမဟုတ်သုံးလေးခွလောက်ဖြစ်နေတာပေါ့နော်အဲ့လို energy မျိုးလေးကိုတွေးရတယ်ဒါကလည်းအခုဒီကာလအတော်အတွင်းထဲမှာလူတိုင်းနှီးပါတော့ကတော်တော်များများကစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အဆင်မပြေတွေဖြစ်ကြတယ်ပေါ့နော်အဲ့ဒါကြောင့်လည်း ပါမှာပေါ့နော်အဲ့တော့အခုဒီရက်ပိုင်းထဲမှာဆိုရင်တော့ကိုယ့်ရဲ့စိတ်ကံစားချက်ကလုံးဝမတည်ငြိမ်နေဘူးအဲပြောရရင်ကိုယ့်ရဲ့စိတ်ထွက်ပေါက်ကိုဝေရှားခြင်းနဲ့အဲကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူတယောက်ယောက်ကိုကိုယ့်ရဲ့စိတ်ထဲမှာလည်းစိတ်ယာနေတယ်အဲ့လိုလူမျိုးကိုပဲဘဝအတွက်လက်တွဲပေါ်ဖြစ်ရွေးချယ်ခြင်းနဲ့ဆိုတော့စိတ်ခံစားချက်တွေလည်းဖြစ်နေတယ်ပေါ့နော်အဲ့တော့အခုလက်ရှိ energy ကအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျတော့ဒီ angel တွေကကျတော့ကိုယ့်ကိုပြောခြင်းနေလဲ angel တွေကပြောခြင်းလဲဆိုတော့ အရန်ကို powerful ဖြစ်တဲ့ powerful ဖြစ်တဲ့ဒီ angel တွေပေါ့နော် angel တွေ arc angel တို့ ascendant master တို့ပြီးလို့ရှိရင် spirituality chairs တို့အဲ့ဒါတွေကလေကိုယ့်ကိုစောင့်ကြည့်ပြီးတော့လမ်းညွန်ပေးနေတယ်တဲ့လမ်းညွန်ပြသပေးနေတယ်တဲ့သူအဲ့လိုမျိုးလေး message လေးပါတယ်ပေါ့နော်အဲ့တော့ကြတော့အခုဒီ reading ကိုကြည့်နေတဲ့သူလေးတွေကလေအဲ့လိုမျိုးတကယ်ကိုဘယ်လိုပြောမလဲကြီးမြတ်တဲ့ အဲ angel တွေပေါ့နော်ကြီးမြတ်တဲ့ angel တွေဒီထဲမှာဆိုပြထားတဲ့ထဲမှာအဲ့လိုမျိုးဟိုကွန်ယင်မေတော်တို့အဲ့လိုမျိုးဒီအဲ့လိုပေါ့နော်နည်းနည်းမြင်းနဲ့ powerful အရင်ဖြစ်တဲ့ angel မျိုးတွေပေါ့နော်အဲ့လို angel မျိုးတွေကနေပြီးတော့ကိုယ်ကိုထားပြီးတော့စောင့်ကြည့်နေတယ်လမ်းညွန်ပြသပေးနေတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုက ဒီ Arc Angel Raphael ပေါ့နော် Arc Angel Raphael ကလည်းကိုယ့်ရဲ့ healing journey ရဲ့အတွက်ပေါ့နော် healing journey ရဲ့အတွက်ကိုသူကအမြဲတမ်း supporting ပေးနေပါတယ်တဲ့အဲ့တော့ကျတော့ဒီရက်ပိုင်းထဲမှာကိုယ့်ကိုယ်ကို healing နေလုပ်နေတဲ့သူလေးတွေဆိုရင်တော့ Arc Angel Raphael ကိုပေါ့နော်ကို healing လုပ်ခါနေရင် Arc Angel Raphael ကိုပင်အာဖိတ်ခေါ်ပြီးရကြမှာအာ healing လုပ်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်ပေးလို့ရတယ်ပြီးတော့နောက်တစ်ခုကဒီမှာဆိုရင် Arc Angel Michael ပေါ့နော် Arc Angel Michael ကလည်းဟို ကိုအနားမှာရှိရတဲ့ကိုကိုလာပြီးတော့ကုညီချင်တယ်ပေါ့နော်ဒီဆုံး family လေးတွေအနားမှာရှိနေတယ်သူကလာပြီးတော့ကာကွယ်ပေးနေတာအခုလက်ရှိအခြေအနေမှာဒီဆုံး family လေးတွေကအယံပင်ပန်းနေတယ်စိတ်ပင်ပန်းနေတယ်တခါတရံမှလည်းပင်ပန်းလွန်အားကြီးလို့စိတ်ထွက်ပေါက်ပေးနေတယ်အဲ့လိုအနေထားတွေကိုဒါသူတို့အတိရဲ့တိရဲ့အဲ့ဒါကြောင့်မလို့လဲအဲ့လိုအခြေအနေတွေကနေပြီးတော့လုံးဝရိုင်းတဲမသွားအောင်ကုညီပေးဖို့ ကိုညီပေးဖို့အတွက်အခင်ကျဲမိုက်ကယ်လည်းရှိနေတယ်တဲ့ဒီမှာဆိုတော့အခင်ကျဲရဖာယယ်လည်းရှိနေတယ်ပြီးတော့အဆန်တန်မန်စတာရဲ့မာစတာတွေကလည်းကိုယ့်ကိုကြည့်နေတယ်ဆိုတော့ဒါဒီဆိုဖမ်လီလေးတွေအတွက်ပေါ့နော်တကယ့်ကိုပါဝါဖူးဖြစ်တဲ့အဲအခင်ကျဲတွေအင်ဂျယ်တွေကနေပြီးတော့ဆောင်းရှောက်ပေးနေတယ်ဆိုတော့အဲဆိုတော့ message လေးကိုသူကအခုရထားတယ်ပေါ့နော်အဲ့တော့ကြတော့ဒီတာတိုင်းချက်ကအဲ့မှာဆိုရင် အခုဒီရက်ပိုင်းအတော်အတွင်းထဲမှာပေါ့ကိုကလေဘယ်လိုဖြစ်မလဲဆိုတော့အဲ့လို အိမ်မက်တွေမှတ်တာမျိုးပေါ့နော်ထူးထူးဆန်းဆန်းအိမ်မက်ကလေးတွေမှတ်တာမျိုးအဲထူးထူးဆန်းဆန်းအိမ်မက်ကလေးတွေမှတ်တာမျိုးပြောရရင်ဒီချစ်ချင်းမြတ်တာဟိုပုံစံမျိုးမျိုးနဲ့ကြုံတွေ့ရတာမျိုးဥပမာပေါ့နော်ကိုကဈေးသွားဝယ်ရင်းနဲ့ဈေးတွေကသူတွေကအစာကုတ်ကိုအဲ့လိုမျိုးဥမာတချို့လူတွေကဈေးလျှော့ပေးတာမျိုးဒါမှမဟုတ်ရင်လည်းအဲပို့ပေးတာမျိုးပေါ့နော်အဲ့လိုပစ္စည်းတွေဆိုအဲ့လိုပို့ပေးတာတို့ဈေးလျှော့ပေးတာမျိုးတို့အဲ့လိုပုံစံမျိုးပေါ့ပို့ပြီးတော့ကိုကိုကောင်းကောင်းမွန်မွန် အဲ့လိုဆက်ဆံတာမျိုးပေါ့တက်ဟိုကားပေါ်ကားစီးရင်လဲကားပေါ်မှာကိုယ့်ကိုနေရာပေးတဲ့သူမျိုးတို့အဲ့လိုမျိုးကိုယ့်ကိုချစ်တဲ့စိတ်နဲ့ကြည့်တဲ့အဲ့လိုမျိုးတွေချစ်တဲ့စိတ်နဲ့ကြည့်ရပုံစံမျိုးလေးတွေကိုဒီရပိုင်းတော့တဲ့နဲ့မှာကြုံတွေ့နေရနိုင်မယ်။အဲ့ဒါကဘာလို့လဲဆိုတော့ဒီ angel တွေကကိုယ့်ကိုစောင့်ရှောက်နေလို့တဲ့။နော်။အဲ့တော့ကိုယ့်ရဲ့ဒီဘယ်လိုပြောမလဲကိုယောင်ကိုယ်ပါနဲ့တောက်ပနေရမျိုးပေါ့နော်။ကိုယောင်ကိုယ်ပါလေးရတယ်အဲ အဲ့လိုအချစ်ခံရမဲ့ပုံစံမျိုးလေးမှာရှိနေတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေဒါထူးထူးခြားခြားကြုံတွေ့ရလိမ့်မယ်တဲ့တချို့လေးတွေလည်းကြုံတွေ့ပြီးနေပြီပေါ့နော်ကြုံတွေ့ပြီးနေပြီကြုံတွေ့နေရပြီပေါ့နော်အဲ့လိုမျိုးလေးကိုတွေ့ရတယ်အဲ့တော့ကျတော့အခုဒီရက်ပိုင်းအတော်တွင်းထဲမှာကိုယ့်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့စိတ်ခံစားမှုတွေအားလုံးကိုယ့်ရဲ့စိတ်ထဲမှာပင်ပန်းမှုတွေအားလုံးကိုတဲ့ကိုဖြစ်ချင်တဲ့စံထားတွေရောပေါ့နော်အဲဆိုးရိမ်မှုတွေရော အဲဆိုရင်ကြောက်ကြမှုတွေရောပူပန်သောကတွေရောပြီးလို့ရှိရင်ကိုဖြစ်ချင်တဲ့ဆန္ဒတွေရောပေါ့နော်အဲ့အရာလေးတွေကိုတဲ့စာရွက်တရွက်ပေါ်မှာခြာရေးလိုက်ပါတဲ့ခြာရေးလိုက်ပြီးတော့ပေါ့နော်အဲကိုကအိတ်ဆိုင်အိတ်ဆိုင်ရွက်ကလေးကိုတီးသန့်အဲ့လိုဘူးလေးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်တေချာလေးတိမ့်ထားတာမျိုးလေးလှုပ်ပါတဲ့အဲ့ဒါကပေါ့နော်ကိုရဲ့စိတ်ထဲမှာရှိနေတဲ့မကောင်းတဲ့အရာတွေကိုလက်ကိုလှုပ်ဖို့အတွက်အကူအညီပေးနိုင်တယ်လို့ကိုဖြစ်ချင်တဲ့ဆန္ဒတွေအတွက်လည်းတဲ့ဒီ divine ကနေပြီး divine ကနေပြီးတော့ကိုကိုလာပြီးတော့ဖြည့်ဆည်းပေးနိုင်အောင် ဖြည့်စည်ဖြည့်စည်ပေးနိုင်အောင်ခွင့်ပြုပေးနိုင်နေတယ်အဲ့လိုတကယ်လို့ပေါ့နော်ကိုကအခုလက်ရှိမှာကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုလှုပ်ချင်တဲ့အရာလေးတွေရှိနေတယ်ဆိုရင်အဲ့ဒါလေးတွေကိုလည်းချရရင်အခုလက်ရှိမှာဖြစ်နေတဲ့ပူပန်သောကတွေကိုလည်းချရရင်အဲ့လိုမျိုးချရရင်ပြီးတော့အဲ့လိုဘူးလေးနဲ့တင်ထားတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေး အဲလှုပ်ပေးပါတဲ့သူကဒီအင်ဂျယ်တွေကပေါ့နော်ပြောရရင်တော့ကိုယ့်ရဲ့ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေနဲ့ပူပန်တော့ကတွေကိုသူတို့ရှိဖို့ပဲလွှဲပေးလိုက်ပါဆိုတဲ့ပုံစံမျိုးလေးပြောတာပေါ့နော်ကောင်းတဲ့အရာတွေဆိုရင်လည်းသူတို့တွေကဖြည့်ဆည်းပေးဖို့သူတို့အသိရှိနေတယ်အဲ့လိုမကောင်းတဲ့အရာတွေဆိုရင်လည်းသူတို့ရှိဖို့လွှဲပေးလိုက်ပါတဲ့နော်အဲ့တော့ကြတော့ဒီအခုဒီ sofa family တွေကတော်တော်လေးကိုအင်ဂျယ်တွေရဲ့အဲချစ်ချင်းမြတ်တာကိုခံယူနေရတယ်ဆိုတဲ့ energy လေးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ အခုဒီနေ့ reading လေးကတော့ဒီလောက်နဲ့ပဲရပ်တိုက်ပါမယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ် Namaste ပါရှင်